တချိန်မှာဦးဇင်းတို့တွေဟာအခုအတူတူနေနေရတဲ့လူတွေနဲ့မလုပ်ကြရဘူးလို့ဝဲခွာကြရလိမ့်အဲ့ဒီအမှန်တရားကိုမျက်ခြေမပြတ်နဲ့နော်အဲအဲ့ဒီအမှန်တရားနဲ့စိတ်နဲ့ကိုတွှိတိပေးဖို့လိုမယ်လို့ထင်ကွဲခွာခြင်းဆိုတဲ့အမှန်တရားနဲ့ကိုယ့်ရဲ့စိတ်ကိုတွှိပေးဖို့လိုတယ်သူတို့ကတွှိမပေးဘူးစိတ်ကဒါကြောင့်အဲ့ဒီကိစ္စကိုတိတ်ပြီးတော့ကြောင်းကြောင်းကျင်ကျင်မသိဘူးကြောင်းကြောင်းကျင်ကျင်မသိတဲ့အခါကျတော့ကွဲလာပြီးကွဲရပြီးခဲ့ဆိုရင်မဖြစ်ကြဘူးတော့ရင်ဘတ်ထူတဲ့လူဟာထူထူတဲ့လူဟာလူဟုတ်လို့ဖြစ်တာဟုတ်လား အဲ့တော့ဒီနေမှာဦးဇင်းတို့တခုရှိတာကဝက်ကွာချင်းကမရှိတော့နှမျိုးနဲ့မြင်တတ်ဖို့လိုတယ်။သူကကိုယ်ကိုခွဲသွားလို့ကွဲရတာရှိတယ်။ကိုယ်ကသူ့ကိုခွဲသွားလို့ကွဲရတာရှိတယ်။တော့ပေါ့လေလား။တကမာကြီးတွေ။ကိုယ်ကသူ့ကိုသူကကိုယ်ကိုခွဲသွားလို့ကွဲတာလည်းရှိရနော်။အာကိုယ်ကသူ့ကိုခွဲသွားလို့ကွဲတာလည်းရှိတယ်။ဘယ်ကွဲကွာချင်းကဘိုးအထိနာမလဲဆိုတာကိုဦးဇင်းတို့တွေ့ရတယ်။ဟုတ်လား။တရားကကိုယ်ကိုခွဲသွားတယ်ဆိုတာကအဲ့ဒီတရားနဲ့ကိုယ်နဲ့ပဲခွဲတာကျန်တာတွေနဲ့ကိုယ်နဲ့ကမခွဲသေးဘူးရှိသေးတယ် အတော့အဲ့ဒါလေးမရှိတော့ဘူးမလို့ကျန်နေရှိတာလေးနဲ့အပြုတ်ပြီးတော့ဦးဇင်းတို့ကထိုင်လေးရောက်ပြေးလေအောင်နေလို့ရသေးတယ်။ကိုကသူတို့ကိုခွဲလို့ကွဲပြီးရှင်တော့ဟောအားလုံးနဲ့ကိုနဲ့ကွဲပြီ။ဒါပါကိုပြောတာလေ။ပေခြင်းတရားကိုပြောတာနော်။စဉ်းစားပေခြင်းတရားကိုတာမန်အတိညာလောက်နဲ့နော်တာမန်ကြိုးစားအထုတ်မှုလောက်နဲ့အစဉ်ပြေပြေရင်ဆိုင်နိုင်လိမ့်မယ်လို့ဦးဇင်းကထင်ဖို့မထင်ဘူး။အဲ့လူတွေကတော့မကြောက်တယ်လို့ပဲနေကြတာပေါ့လေ။အဲ့ဒါလည်းတိတ်ချီးမွမ်းကြရတော့မရှိပါဘူး။ တို့မကြောက်တာမတွေ့သေးလို့မကြောက်တာတကယ်တတ္တိရှိလို့အရင်တွေ့ရှိလို့မကြောက်တဲ့မကြောက်ချင်းမျိုးမှမဟုတ်ဘူး။သိချင်းတရားကိုလူတွေကဘယ်ချင်းကြမှာကြောက်မယ်ချင်းပဲ။သိတော့မယ်ဆိုမှကြောက်။အဲအဲ့ဒီအကြောက်ကတိတ်တန်ဖို့မရှိဘူး။အဲ့ဒီအကြောက်ကတော့အပေရောက်မယ်အကြောက်။အသေးကလေးကြောက်ပြီးဆိုရင်လားလာပေါ့။တကယ်တမ်းကသိချင်းတရားကိုမသိခင်ကစကြောက်ရ။ဟုတ်လား။တတိယကစားအော်ဒီကိစ္စကကြောက်စံပဲတုံတန်ရုံအည်သွေးနဲ့ရင်ဆိုင်နိုင်ဖို့မလွယ်ဘူးဆိုတဲ့အတွေ့အမြင်ဦးဇင်းတို့မှရှိရတယ် တေချင်းတရားကြောက်เสียရဆိုတာကိုဦးလင်းကမျိုးမျိုးတွေးကြည့်ဆွေးရပါစို့ဥမာလေးအခုဒါဓမ္မတို့မှာပိုင်းဆိုင်ထားတာရဲ့တဝက်လောက်အတိတ်ပဲမရှိအလကားအပြည့်စည်သွားတယ်ဆိုကြပါကြပြောက်တော့ဒါမှမဟုတ်တခုခိုးတော့တယ်ဒါမှမဟုတ်မီးလောင်တော့တယ်တခုခုသောအကြောင်းအကျောင်းကိုယ့်ရဲ့ပိုင်းဆိုင်မှုရဲ့တဝက်လောက်ပြည့်စည်သွားတယ်ဆိုရင်ဘယ်လိုနေမလဲခံရခက်မှာပဲနော်ဟုတ်တယ်မဟုတ်လားဒီချိန်မှာငွေ၁၀သိန်းလောက်ကြပြောက်သွားမယ်ဆိုလို့တချို့ဆိုင်ကယ်ဖိုးခံတော့ငိုကြတာမရှိဘူးလား ပိုင်ဆိုင်မှုလေးပြထိုက်တဲ့လောက်ပစ္စည်းဆိုတော့ဘာဖြစ်သွားတော့ဆင်းရဲတာပေါ့နော်ဒါအတမဲ့ပစ္စည်းကိုပြောတာနော်ဟာကိုမိသားစုဝင်တွေကမပြောပါမဆိုပါတယောက်ယောက်လုံးမြန်ပဲ့သွားမှဆိုဘလို့နေမလို့ဘလို့နေမလို့ဟောက်တီရမရငိုကြီးမှာပဲနော်ဟုတ်တယ်မဟုတ်လားဒါပါလဲစဉ်းစားကြည့်တစုံတစ်ခုနဲ့တစိမ့်တစ်ဒေသနဲ့တယောက်ယောက်နဲ့ကိုနဲ့ခွဲရတာရှိသေးတယ်သေးပြီဆိုတဲ့အခါကျတော့တကယ်စဉ်းစားကြည့်ရင်အကုန်လုံးနဲ့ခွဲရတဲ့ကိစ္စ ပိုင်းဆိုင်မှုအလုံးနဲ့လည်းခွဲရတာပဲပသက်မှုအလုံးနဲ့လည်းခွဲရတာအဲ့တော့ဦးဇင်းတို့တွေကပိုင်းဆိုင်မှုတွေကတဒိဋ္ဌိဒေတာလေးခွဲရတာတော့မခံမရနိုင်ဖြစ်တယ်ဆိုရင်ပိုင်းဆိုင်မှုအလုံးကိုထားခဲ့ရမယ့်အချိန်မှာဘယ်လိုနေမလဲဒါကြည့်ကြည့်ဟုတ်လားကိုတန်ရောင်းစဉ်ရှိတဲ့ကိုချိရတဲ့လူတယောက်နဲ့ခွဲရတာတော့ကို့မှာအလွန်ထိခိုက်တယ်ဆိုရင်ကိုတန်ရောင်းစဉ်ရှိရတဲ့လူတွေအလုံးကိုထားခဲ့ရပြီးခွဲရပြီးဆိုတဲ့အနေအထားမျိုးမှာဘယ်လိုနေမလဲဒါစဉ်းစားကြည့်နော်ဒါကြောင့်တည်ခြင်းတရားကိုမတည်ခင်တည်းကဆိုဦးဇင်းတို့တွေကမလုပ်ဖို့လိုတော့ တတ်နိုင်တယ်မြနားလည်မှုရှိအောင်ကြိုးစားဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာဟုတ်လားအဲ့ဒါကိုအရင်တော့သူ့ကိုလွယ်လွယ်မလွယ်လွယ် तू ကတော့အချိန်ကြရင်စတဲ့မြဲမြဲကိုရောက်လာမှာနော်အစူးမျက်နာကမှမငဲ့ကွက်ဖဲနဲ့ဘာမှမမထောက်ထားဖဲနဲ့တော့ရရင်အရင်တို့ပြောနေကြစကလုံးတိုင်းပြောရရင်တတ္တဝါရဲ့ဆန္ဒကိုတိတောင်မတိဖဲနဲ့ရောက်လာမှာနော်ဆရာပါစို့ကားတစ်စင်းလမ်းပေါ်မှာပြေးနေတယ်ဒါထည့်ထားတဲ့စီရှိသလောက်ပဲပြေးမှာပဲလေစီကုန်တဲ့အချိန်ဘာလို့တော့မလို့ရက်သွားမှာနော် ရှီကုံတဲ့ချိန်ရက်မှာနော်လမ်းလေကောင်ကုံရင်လမ်းလေကောင်ရက်မှာလူကြားတဲ့ကုံရင်လူကြားတဲ့ရက်မှာခရီးရောက်ရောက်မရောက်ရောက်လူလူတန်လန်းအချိန်နေရာကုံသွားလဲအဲ့ဒီနေရာရက်သွားမှာပဲကိုကအာကဘဘလူကဘလောက်အရေးကြီးတဲ့ခရီးနဲ့သွားနေတာဘာဒီချိန်ကြီးရက်လို့တော့မတော်ဘူးလို့ကားမှာအဲ့ဒီလိုမျိုးငဲ့ညာမှုရှိမလားဟာငါလမ်းမေးလေးဆင်းရမနော်လမ်းတော့လမ်းလာလေးဒုက္ခရောက်လိုက်မယ်လမ်းမော်ကြီးတဲတယ်တော့ငါရက်လို့မတော်ဘူးလို့ကားမှာအဲ့ဒီလိုတွေးရှိမလားရှီကုံတဲ့အချိန်ရက်သွားမှာပဲ အဲ့လိုပဲကျွတ်တို့ဒီခန္ဓာဆိုတဲ့ကားကဘဝပြေးလမ်းပေါ်မှာပြေးနေတာဘာနဲ့ပြေးနေတုံးလို့မင်းကံစိတ်ဥတုအာရအကြောင်းတရား၄ပါးနဲ့ပြေးနေတာအထူးသဖြင့်ကံအရှိန်နဲ့သွားနေတာမစိတ်ဥတုအာရရဲ့အကြောင်းတရားတွေလည်းအများကြီးအားကြီးစွာရှိပါတယ်သို့တော့အကြီးဆုံးအကြောင်းတရားတော့ကံတရားပဲတော့ကံအရှိန်ကုန်တဲ့အချိန်မှာကျင်နာတွေအကုန်ရှိနေလဲရက်မှာဟုတ်လားသောသောမှာအာဟာရထည့်ထားတယ်ဖစားတောက်ပြီးတာတချို့သေးသွားတာမရှိဘူးလားအာဟာရကုန်လို့တည်ရလားကံကုန်လို့တည်ရလား Các con đốt tiền là nó xây lệ cao như về từ chịu